ို့အားပေးတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်ရသဒီမိုဗီစီဖွဲ့ချုပ်အလံမျိုးတလူနဲ့တွေ့ရတဲ့အခါကျအင်တာမအားတက်ပါတယ်။ကျွန်တော်တို့ပဲအဓိကကတော့ပြည်သူပြည်သူလူထုရဲ့ထောက်ခံမှုအင်အားပါပဲ။အဲ့တော့ထောက်ခံတဲ့နေရာမှာကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ပညာသားပါပါနဲ့ချင်း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 နဲ့ထောက်ခံမှုအများကြီးပဲလို့အောက်။ဘာဖြစ်လဲဆိုတော့ 原告贵还是流行，这那么讲吧？我东北就叫了八队的离你东北对嘛，七八肉，滴滴眼眼眼，你原告贵那我小刀我毫，你他妈也几把的。这把呢，越搞贵，也几万块肉，皮子肉你伢是低利都起码的。原告贵哈，苦原告贵哈，这把人能干，也他妈一堆，也他妈也几来少，皮子肉肉，不放心起码的。原告 ပွဲဆိုတာဟာဒီမိုကရေစီစနစ်အားလုံးမှာအရေးကြီးတယ်။ရွေးကောက်ပွဲဆိုတာနောက်ဆုံးကြတော့အစိုးရရွေးချယ်ပွဲပဲဆိုတာပြည်သူတွေအားလုံးနားလည်ဖို့လိုပါလေ။အစိုးရဆိုတာလည်းကိုယ်ဘဝနဲ့လူတိုင်းရဲ့နေတူဘဝဘဝနဲ့ဆက်သွယ်နေတဲ့ကိစ္စပါ။ဘူမာဆိုလို့ရှိလို့ရှိရင်ဒီဘက်တော့ဒီကွင်းမှာမြို့ရနေပြီးတော့အဝေးကြီးလာပြီးတော့ချောပြရတဲ့ကိစ္စကလည်းအုတ်ချုံမှုစနစ်နဲ့ဆိုင်ပါတယ်ဒီလိုကတော့ဝေးဝေးလာလာသွားပြီးတော့ ဟောပြောရမယ်နဲ့ပြည်သူကနေပြီးတော့ရအောင်လို့လိုက်လာပြီးတော့အားပေးတဲ့အတွက်ကျမတို့အထူးအဲကျေးဇူးတင်ပါတယ်ကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ဘုမဲ့လင်းလင်းမဲ့ဒီရွေးကောက်ပွဲကိုဝင်လာဟာအစိုးရလုံချင်လို့ဖြစ်တယ်အစိုးရလုံချင်ရတဲ့အကြောင်းကကျမတို့စနစ်ကိုပြောင်းလဲကြလို့ဖြစ်တယ် ဘာဖြစ်လို့ပြောင်းလဲခြင်းလဲဆိုရင်အခုပြည်သူတွေအားလုံးရင်ဆိုင်နေရတဲ့ကိစ္စလေးတစ်ခုကိုဒီမှာဥပမာအနေနဲ့ပြောပြစီအဲ့ဒါဘာလဲဆိုတော့မဲဆန္ဒရှင်စည်ရင်ထဲမှာနာမည်ပါရေးဒီကိစ္စကိုတောင်မှကျွားတော့ပြည်သူလူထုကအခက်အခဲများစွာနဲ့လုံးပါနေရတယ်ဒါကိုယ့်ရဲ့ရပိုင်ခွင့်ကိုယ့်ရဲ့အခွင့်အရေးနိုင်ငံသားများအားလုံးဒီမိုကရေစီစနစ်ကိုတကယ်ကျင့်သုံးကျင့်သုံးနေဆိုရင်ပေးထားရမယ့်အခွင့်အရေး ဒါပေမဲ့ဒီအခွင့်အရေးအတွက်ကိုအစိုးရကနေပြီးတော့ဖွဲ့ထားတဲ့ရွေးကောက်ပွဲကော်မရှင်က30ရာခိုင်နှုန်းနဲ့တာဝန်ယူပါမယ်ဆိုတော့ကျမတို့ပြည်သူတွေကကိုယ့်ဘောက်ကိုယုံကန်နေရတဲ့အခြေအနေရှိပါတယ်။စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာဆိုရင်ပြည်သူလူထုများဘဲဆန္ဒရှင်စည်းများအားလုံးမဲပေးနိုင်ခွင့်ဆိုတာဟာအုပ်ချုပ်ရေးပိုင်းဆိုင်ရာအစိုးရတာဝန်ယူရတာဖြစ်ပါတယ်။ကျမတို့ ျမတို့ရဲ့အိန္ဒိယအိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်လူဦးရေဟာဆိုလို့ရှိရင်ဂရေကရာနဲ့ချိပြီးတော့ရှိပါတယ်ရွေးကောက်ပွဲတွေအချိန်ကြီးတို့လွတ်လပ်ရေးရခင်ဇင်ကလေးကကျမတို့ရဲ့6လလောက်စော6လလောက်မဟုတ်ဘူးတလေးလေးလလောက်စောပြီးတော့အိန္ဒိယကလွတ်လပ်ရေးရခဲ့ပါတယ်အဲ့ဒီအချိန်ကလေးကရွေးကောက်ပွဲတွေမှန်မှန်လုပ်ခဲ့တဲ့နေရာမှာ ပြည်သူလူထုတွေမဲဆင်းလမ်းမှာမပါနိုင်လို့ဆိုတဲ့ပြဿနာဟာတစ်ခါမှမတက်ခဲ့ပါဘူး။ဒါဟာအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ယူတဲ့ကိစ္စဖြစ်ပါတယ်။ဒီနေ့တော့မှဆိုလို့ရှိလို့ရှိရင်စာမစာပေမတက်တဲ့စာမဖတ်တတ်တဲ့နိုင်ငံသူနိုင်ငံသားတွေလည်းတော်တော်များများရှိပါတယ်။အဲ့ဒီလိုအခြေအနေကြားထဲကနိုင်ငံသူနိုင်ငံသားများရဲ့အခွင့်အရေးမဆုံးရှုံးရအောင်အစိုးရတာဝန်ယူပြီးလုပ်ခဲ့ရတာပါ။ ဒီတော့အစိုးရတာဝန်ယူတယ်ဆိုတော့ဘယ်အစိုးရလဲလို့တချို့ကမေးပါလိမ့်မယ်အိန္ဒိယမှာတော့ပါတီအသီးသီးအပြောင်းလဲနဲ့အစိုးရဖြစ်ခဲ့ပါတယ်ဒါပေမဲ့အားလုံးဟာဒီမိုကရေစီစနစ်အရာလိုရတယ်ဆိုတော့ဒီမိုကရေစီမီဒီယာလုတ်တဲ့အစိုးရတွေမှတ်လို့ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုအမခံရတယ်ပြည်သူအပေါ်မှာတာဝန်ရှိတဲ့အတိုင်းတာဝန်ကျရတယ် ဒါကြောင့်ကျမတို့ကစနစ်ကိုပြောင်းကျင်တယ်လို့ပြောတာပါဒီစနစ်ကိုပြောင်းရင်ကျမတို့လိုချင်တဲ့စစ်ပန်းနဲ့ဒီမိုကရေစီစနစ်ကိုပြောင်းလိုက်ပြီဆိုရင်ကျမတို့ပြည်သူလူထုဟာကိုယ့်ရဲ့နာမည်မဲဆန္ဒစင်းင်းထဲမှာပါရဲလားဆိုတော့လုံးဝစိုးရင်ရတော့မှာမဟုတ်ပါဘူးပါပြီးသားကိုဖြစ်ရပါမယ်ဒါဟာဒီမိုကရေစီအစိုးရများယူရမယ့်တာဝန်ပါပဲအခုတော့ဒီတာဝန်ကိုအစိုးရများကစနစ်အရမယူတာကြောင့်မလို့ ကျွားတော့ပြည်သူလူထုကကျွားရတဲ့ဝိုင်းပြီးတော့ဒီစနစ်ကိုပြောင်းလဲဖို့လုပ်ပေးကြပါလို့ကျွားမြတ်တရားခံတာဖြစ်ပါတယ်အစိုးရများပြောင်းဝင်မယူတဲ့အခါမှာပြည်သူလူထုကအင်ပဒံပင်ပန်းရပါတယ်အခုရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ကိုတော်တော်ပင်ပင်ပန်းပန်းလုပ်နေရတာပါကျမတို့အဖွဲ့ချုပ်ကတောင်းနိုင်သမျှရွေးကောက်ပွဲနဲ့ပတ်သက်လို့ပညာပေးအစီအစဉ်တွေလုပ်တယ်ဆိုတော့ပြည်သူများဟာမိမိ ုတ်ပိုင်ခွင့်ဖြစ်တဲ့ရပိုင်ခွင့်ဖြစ်တဲ့မဲပေးပိုင်ခွင့်ကိုမဆုံးရှုံးအောင်လို့ဖြစ်ပါတယ်။ကျွန်တော်ထပ်ပြီးသတိပေးပြစေအများတော့သိပြီးသားလို့ထင်ပါတယ်။အသက်16နှစ်ကျော်တဲ့နိုင်ငံသူနိုင်ငံသားအားလုံးမဲပေးပိုင်ခွင့်ရှိပါတယ်။ကျိုးစားပြီးတော့မဲဆန္ဒရှင်စည်ရင်ထဲမှာကိုပါရဲ့လားဆိုတာနည်းနည်းဝါရမစိုက်ထုတ်ပြီးတော့ကြည့်ကြပါပါတယ်ဆိုလို့ရှိလို့ရှိရင် ရှင်းရနေနိုဝင်ဘာမှာကြာရောက်မဲ့ရွေးကောက်ပွဲမှာမဖြစ်မနေသွားပြီးတော့နဲထဲပါမပါဘူးဆိုလို့ရှိရင်အခုအချိန်တော်နှောင်းနေပြီဖြစ်တော်လဲပါအောင်လုံနိုင်တဲ့ကြီးရရှိသလားဆိုတော့စုံစမ်းကြပါကျမတို့အဖွဲ့ချုပ်ကလည်းတန်းနိုင်သမျှကြိုးစားပြီးတော့ကူညီပါမယ်ကျမတို့အမြင်မှာတော့ပြည်သူများများမဲပေးလေလေကောင်းလေလေပဲအဲ့ဒီလိုကျမတို့ထင်ရတဲ့အကြောင်းကနှစ်ကြောင်းရှိပါတယ် နံပါတ်၁ကတော့စစ်မှန်တဲ့ဒီမိုကရေစီဆိုတာပြည်သူရဲ့ဆန္ဒကိုအခြေခံရတယ်။ဒါကြောင့်ပြည်သူများများမဲပေးတဲ့ရွေးကောက်ပွဲမှာပြည်သူရဲ့ဆန္ဒကိုရှင်းရှင်းလင်းလင်းပြပြသားသားဟိုချုပ်ပြောပြတာဖြစ်ထားကြောင်းမလို့ကျမတို့ကအဲ့ဒါကိုလိုလားတယ်။ဒုတိယအကြောင်းကတော့ကျမတို့ကပြည်သူလူကိုယုံကြည်တယ် ပြည်သူအများစုဟာကျမတို့အဖွဲ့ချုပ်ဘက်ကယက်တည်တယ်ဆိုတာယုံကြည်ကြကြောင်းမလို့ကျမတို့ဟာပြည်သူအများစုမဲပေးနေလေကျမတို့ရဲ့နိုင်ငံဟာပို့ပြီးတော့ကောင်းနေလေလို့ယူဆလို့မဲပေးစေချင်ပါတယ်ပြည်သူတွေသိပြီးတော့များများမဲပေးတာကိုလိုလားတဲ့ပုံမရှိဘူး။ဘာဖြစ်လို့မလိုလားတဲ့ဘူးလဲဆိုတော့ကိုယ့်ဘာကိုပဲစဉ်းစားကြည့်ကြပါလို့ကျွန်မကနှုတ်ဆက်ပါတယ်။ ဘယ်သူကလိုလားလိုလားကိုယ့်အတွက်ကိုလိုအပ်ပါပဲနော်ကိုကတော့ကာယကံရှင်ဖြစ်တဲ့ဥစ္စာရင်လိုဥစ္စာရင်ကဲကျွားတော့ပြည်သူများဟာမဲပေးပိုင်ခွင့်ကိုမဆုံးရှုံးအောင်လို့ကြိုးစားပါမယ်နိုဝင်ဘာလ10ရက်နေ့မှာရောက်မယ်ရွေးကောက်ပွဲမှာမဲသွားပြီးတော့ပေးရပါလိမ့်မယ်။အဲဒီတော့မဲသွားပေးတဲ့အခါမှာဘယ်လိုပေးရလဲဆိုတာထူးထူးထည်ထည်ကျွန်မပြောပေးဖို့မလိုတော့ပါဘူးเนาะ။အမျိုးသားတွေကို မဲပေးကြပါအလံတင်ကြတာတော့အလံအနောက်ခံအနီပေါ်မှာခွတောင်းချွေအောင်ခွတောင်းနဲ့ကျယ်လူကြီးပဲဖြစ်ပါလေအဲ့ဒါကိုသတိပြုကြပါတခြားအဖွဲ့တွေနဲ့မရောပါနဲ့ကျမတို့ရဲ့တင်ကြတာဟာအနီရောင်အောက်ခံပေါ်မှာချွေအောင်ခွတောင်းခွတောင်းအဝါနဲ့ကျယ်လူကြီးပဲဖြစ်ပါလေ ဒါတော့ကျမခဏခဏပြောပါလေကျမတို့ရဲ့ကိုယ်စလဲတွေရဲ့နာမည်တွေမျက်နှာတွေဓာတ်တွေကိုအဓိကအောင်ထားပါလေကျမတို့ရဲ့အဖွဲ့ချုပ်တဲ့သင်္ကေတကိုပဲမဲပေးပါလို့ကျမတိုက်တွန်းပါတယ်အဲ့တော့တချို့ကမဲပါတယ်မဲလည်းမဲပိုင်လို့ရှိပါတယ်ပြည်သူတွေဒီလိုမဲတာလည်းကျမသဘောကျပါတယ်ဒီတော့လေကိုယ်စလဲတိုင်းအတွက်ကျမတို့အမခံတာတဲ့ကိုယ်စလဲတွေကမကောင်းရင်ဘယ်နဲ့လုပ်မလဲတဲ့အဲ့တော့ကျမတို့ကတော်ဝင်ယူလေလို့ပြောပါမယ် ကိုကိုစလဲတဲ့အားလုံးတွေကျမတို့ရွေးချယ်ထားတဲ့ကိုစလဲတွေအားလုံးတွေကျမတို့အပြည့်အဝတာဝန်ယူပါလေဒါဟာတာဝန်သိတဲ့နိုင်ငံရေးပါတီအားလုံးလုပ်အောင်ပါမယ်ကျမခဏခဏပြောပါတယ်ကျမတို့ကိုစလဲလောင်းနေလို့နိုင်လို့ရှိလို့ရှိရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မျက်နှာနဲ့နိုင်ပါပါမှတ်ထားပါဆိုတော့ကျမတင်းတင်းကြပ်ကြပ်သတိပေးပါတယ်ဒီကိုယ်စလဲရီကိုဘယ်လိုထိန်းသွားမလဲလို့တချို့ကလည်းသိကြပါလိမ့်မယ် ပထမဦးဆုံးအနေနဲ့ကျမတို့ကရိုးရိုးသားသားရှင်းရှင်းလင်းလင်းနဲ့စဉ်းစားပါတယ်ကျမတို့နိုင်ငံအသိ90ကျော်ပြဿနာတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ပြီးတော့တစ်ချိန်တစ်ခါဒီဒေသမှာအင်မတန်မှရှင်းတန်းရောက်နေတဲ့အတော်ဆုံးအကောင်းဆုံးဖွံ့ဖြိုးမှုနော်အကောင်းဆုံးနိုင်ငံလို့နာမည်တင်ခဲ့တဲ့ကျမတို့နိုင်ငံဟာဘာဖြစ်လို့ဆင်းရဲသွားသလဲအဲ့လိုဆင်းရဲသွားတဲ့အကြောင်းရင်းတစ်ခုက အာဂရီလိုက်စားမှုတွေကြောင့်ပဲဖြစ်ပါတယ်ဆိုတာဒီတော့ကျွန်တော်လက်နဲ့ကြာကြာစဉ်းစားပါလေပြည်သူတွေကိုမတီနိုင်တဲ့ဂရီတွေကိုကျမတို့ဒါပေးလို့မကောင်းဘူး။ဒါမတိနိုင်တဲ့ဂရီတွေပေးတဲ့လူတွေကမဲရခြင်းလို့ဒါပေးတာဖြောက်မလို့ပေးတာမဟုတ်ဘူးဆက်ကြွရတယ်သဘောပေါက်ပါရဲ့။ဒီတော့ဒီမှာတော့ပြည်သူ့ဘဝနဲ့ပတ်သက်ပြီးတော့ တကယ်နိုင်ငံကိုတွတ်တက်စင်တဲ့ကိစ္စတကယ်လေကျမတို့အစိုးရအဖွဲ့ဖွဲ့ဖြစ်လာနိုင်တဲ့ကိစ္စဟာဘာရှိလဲဆိုတော့အရေးကြီးဆုံးတစ်ခုကတော့အဂတိလိုက်စားမှုတွေကြောက်ဆုံးလာဖို့ဖြစ်ပါတယ်ကျမကကြောက်ဆုံးလာဖို့ပဲပြောကြကြောက်ကြလာဖို့ပေါ့နော်လုံးဝပြောက်ွယ်သွားမှုဆိုတော့ကျမတို့အမမခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမဒီကိစ္စကိုလေ့လာပါတယ်ကမ္ဘာပေါ်မှာအခရီးလိုက်စားမှုလုံးဝကင်းတဲ့နိုင်ငံဆိုတာလုံးဝမရှိပါဘူး ကျမစင်ကာပူရောက်တုန်းကစင်ကာပူဆိုတာကမ္ဘာပေါ်မှာအသံရှင်းဆုံးနိုင်ငံတစ်ခုပေါ့နော်အဂရီလိုက်စားမှုနဲ့ပတ်သက်လို့အသံရှင်းဆုံးနိုင်ငံတစ်ခုဆိုတဲ့ဂုဏ်ကိုဆောင်နေတဲ့နိုင်ငံပါအဲ့ဒီမှာဆိုလို့ရှိရင်အဂရီလိုက်စားမှုကာကွယ်ရေးအအတွက်အစိုးအစိုးရကဩဇာအာဏာမလွှမ်းမိုးတဲ့အဖွဲ့ဖွဲ့ထားပါတယ်ဒီတော့ကျမအဲ့ဒီအဖွဲ့ကိုသွားပြီးတွေ့ပါတယ်တွေ့ပြီးတော့သူတို့လုပ်ငန်းတွေဘယ်လိုလုပ်လဲဘယ်လောက်လောက် အဲသူတို့ဟာအောင်မြင်မှုရှိလဲဘယ်လိုအဂ္ဂနီလိုက်စားမှုကိုထိန်းထားလဲဆိုတော့သူတို့ကဒီကိစ္စတွေကိုကျမတို့ရှင်းပြပါတယ်ရှင်းပြတော့အတက်ဆရာပါပဲလုံပုံကြိုင်ပေါ့ဒါမှလည်းကျမတို့သူတို့သတိပေးပါတယ်အဂ္ဂနီလိုက်စားမှုတရားရတယ်လို့ပွားပြအောင်တော့မလုံနိုင်ဘူးတဲ့အဲ့လိုလုံနိုင်တဲ့နိုင်ငံဆိုတာလဲဒီကမ္ဘာမှာမရှိဘူးတဲ့အဓိကဘာကြောင့်ဖြစ်လို့လဲဆိုတော့လူတွေလောဘကြောင့်အဲ့တော့လောဘဆိုတာတော့ကျမတို့ပုထုဇဉ်လူသားတွေထဲမှာမကင်ဘူး တရားနဲ့တောင်အတိုင်းတာပွာတာပဲရှိတယ်။အဲ့တော့သူတို့ရှင်းပြပါလေ။သူတို့ကနိုင်ငံရေးအရာတော့အဂတိလိုက်စားမှုမရှိဘူးတဲ့။သူတို့နိုင်ငံမှာရှိတဲ့အဂတိလိုက်စားမှုတွေကစီးပွားရေးနဲ့ဆိုင်ရဲတဲ့။ပိုက်ဆံပေါ့ငွေရေးကျေးရေးဒီလောဘနဲ့ဆိုင်နေ။ဒါကြောင့်မလို့သူတို့လိုအင်မတန်မှတန်ရှင်းပါလေဆိုတော့တန်ရှင်းတဲ့အစိုးရရှိတဲ့နိုင်ငံမှာတောင်မှဒီလိုအဖွဲ့ရှိရတယ်ပေါ့နော်။အဂတိလိုက်စားမှုကိုထိတ်သိမ်းထားနိုင်ဖို့အတွက်အဖွဲ့တခုထားရဲဆိုပြီးတော့ရှင်းပြပါလေ။ဒီတော့ ဒါကြောင့်မလို့ကျွမ်းနေပြတော့ကျွမ်းရနိုင်ကမှာအဂရိလိုက်စမ်းမှုလုံးဝပပျောက်သွားမယ်လို့ကျွမ်းဟိုအမခံချက်မပေးပါဘူး။ဒါဟာမှပြောရရင်လက်တွေ့ကြတာမဖြစ်နိုင်ဘူး။ကျမတို့ပုထုဇဉ်လူသားများရဲ့တဘာဝအရဒီလိုဟာမျိုးတွေတော့ရှိမှာပဲလိုက်ပြီးတော့ထိရမှာပဲ။သို့သော်ညာလေအဂရိလိုက်စားမှုကင်းတဲ့အစိုးရဆိုတာတော့လုံးလို့ရပါတယ်။အဲ့လိုလုံးဖို့အတွက်ကျမတို့ပထမအဦးဆုံးခြေလှမ်းရပါလဲဆိုတော့ကျမတို့ရဲ့အဖွဲ့ချုပ် ကိုယ်တည်းလောင်းအဖြစ်နဲ့ဝေပါခြင်းနဲ့ပုံကုန်များဟာရှောက်လာတင်တဲ့အခါမှာကျမတို့ကနေပြီးတော့မိမိတို့ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေမရွှေ့ပြောင်းနိုင်တဲ့ပိုင်ဆိုင်မှုတွေကိုကျမတို့စည်ရင်ပေးဖို့ဟာကိုဒါလိုအပ်ချက်တစ်ခုပါပါရီပိုင်နဲ့မြေဘလောက်ပိုင်နဲ့အိမ်ဘလောက်ပိုင်နဲ့ဒီလိုနောက်ပြတော့သူတို့ဘန်ဘန်ဘာကောင်းနံပါတ်ပေးရတယ်နောက်ပြတော့စီးပွားရေးဆက်နွယ်မှုတွေဘာစီးပွားရေးတွေမှာသူတို့ပါတယ်လဲဘယ်ကုပ္ပဏီတွေနဲ့ဆက်နွယ်တယ်လဲစသဖြင့် အဲ့ဒီဟာတွေကိုကျမတို့တောင်းပါတယ်တောင်းပြီးတော့လေဒီကိစ္စတွေမှန်ကန်ကြောင်းဒီကိစ္စတွေနဲ့ပတ်သက်လို့အဖွဲ့ချုပ်ကနေပြီးတော့စုံစမ်းကြရရှိတာစုံစမ်းမယ်အရေးယူကြရရှိတာရေးအရေးယူမယ်ဆိုရင်ပူးပေါင်းဆောင်ရွက်ပါမယ်လက်ခံပါမယ်ဆိုတာလေကျမတို့အာဒစိကောင်းကပ်ပြီးတော့လက်မှတ်ထိုးခိုင်းပါတယ်အဲ့ဒါဟာကျမတို့အဖွဲ့ချုပ်ကနိုင်တဲ့အခါမှာနိုင်ပဲလို့လေကျမတို့တွက်ချပါတယ်နိုင်မှာမှာနော်နိုင်တဲ့အခါမှာ တို့တို့ကိုယ်စလဲလောင်းနေတာကိုယ်စလဲဖြစ်လာတဲ့အခါမှာမိမိတို့ရဲ့ຢາດູເນຍາကိုအလွဲသုံးစားလုပ်ပြီးတော့အာဂတိလိုက်စားမှုဟာကင်းလို့ပါပဲဒါတော့ကျမတို့ကိုယ်စလဲတွေတဲ့ဟာဒီကိုယ်စလဲလောင်းဘဝတုန်းကတော့အိမ်တလုံးပဲပိုင်ပြီးတော့ကိုယ်စလဲလက်ဖြစ်ပြီးတော့နှစ်နှစ်တွင်းအိမ်ငါးလုံးပိုင်ပြီးဆင်တော့ကျမတို့ကစဉ်းစားရတော့ပါပဲလာရတော့ပါပဲအရေးကြီးတော့ပါပဲအဲ့ဒီတော့တချို့ကပြောမယ်ဒီလိုပေါ့နော်ဒီလို ပိုင်ဆိုင်မှုတွေစည်ရင်ပေးခိုင်ပေးတဲ့ပေးခိုင်းတဲ့နေရာမှာသူတို့ကတမင်ဘွားတော့ရှုံးွက်ပြီးတော့ခိုးွက်ပြီးတော့မမှန်တဲ့စည်ရင်ပေးရင်ဘယ်နဲ့လုံမလဲဆိုတော့သူတို့မမကလည်းပေးပါလားပေးထားပါလေဆိုတာကိုဒီစိတ်ကောက်ကပ်ပြီးတော့လက်မထိုးထားတာကြောင့်ကျွန်တော်တို့ဥပဒေကဒီလိုမလေးလေးလက်ပြောင်းမှုတွေကိုလုပ်တဲ့ကိုယ်စားလှယ်တွေကျမတို့ကအရေးယူမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုကိုလက်ပြားလို့မရတဲ့ အစိုးရမျိုးဖြစ်အောင်လို့ကျမတို့အတနိုင်ဆုံးလုပ်ထားပါတယ်။အဲ့တော့ကျမကလည်းစိန်ခေါ်ရဲပါတယ်။ဒီလိုကိုယ်စားလှယ်လောင်းတွေကိုကင်တွယ်ထားတဲ့ပါတီဆိုတာကျမတို့ပါတီတပါတီပဲရှိပါတယ်လို့ပြောပြန်တယ်။ဒါကြောင့်ကျမကပြောတာပါကိုယ်စားလှယ်ရဲ့နာမည်မကြည့်ပါနဲ့ကိုယ်စားလှယ်ရဲ့မျက်နှာမကြည့်ပါနဲ့အဖွဲရုပ်အလံကိုပဲမဲပေးပါအဖွဲရုပ်အလံကိုမဲပေးတယ်ဆိုရင်အဖွဲရုပ်ကနေပြီးတော့တာဝန်ယူရပါတယ် ဒီကိုယ်စလဲမျိုးအားလုံးတွေတာဝန်ယူရမှာဖြစ်ပါတယ်တာဝန်လည်းယူရဲပါတယ်ကျမတို့တာဝန်ယူရဲလို့အစိုးရလုံးချင်တာပါလို့ပြောပြတယ်အစိုးရတော့လုံးပြီးတော့တာဝန်မယူဝဲနဲ့အခွင့်အရေးပဲယူခြင်းနဲ့စနစ်မျိုးကျမတို့လုံးဝပြောင်းပြလိုက်ဖို့လိုပါတယ်ဒီလူလူရဲ့အကူအညီထောက်ပံ့မှုနဲ့ဒါကျမတို့ပြောင်းလို့ရမှာပါ ဒါပေမဲ့ကျမတို့ကစနစ်ကိုပြောင်းကျင်တယ်စနစ်ကိုပြောင်းကျင်တယ်ဒီစနစ်ကိုပြောင်းဖို့အတွက်ကျမတို့အနိုင်ရအောင်လုပ်ချင်တာပါကျမတို့တရားရရဲ့တော့နိုင်ကျင်တယ်နော်ရှော့ပေါ်ပြီးမပြတ်နဲ့အလုပ်တစ်ခုလုပ်မှာပြီးပြီးနေနေလဲလုပ်မယ်ဟုတ်တယ်နည်းနည်းရှော့ရှော့ပေါ်ပေါ်လုပ်ထားပြီးကျမတို့ဒါဒါရုပ်ကျမဝါဒနာမပါဘူးဟုတ်ကဲ့ရှင်ပြိုင်မှာတော့တရားရရဲ့တော့နိုင်အောင်လုပ်မယ် ပါတီဆိုတာတရားရဂိုင်းလုံးသဘောထားကြည့်ဖို့လိုတယ်ဆိုတာလေကျွန်မသဘောပေါက်ပါတယ်အဲ့ဒီအတိုင်းကျွန်မတို့လုပ်သွားမှာပါအဖွဲ့ချုပ်ကိုကျွန်မတို့စပြီးတော့ထူထောင်ကလေးကအမျိုးသားပြန်တဲ့ရင်ကြားစင်ရေးကိုအခြေခံပြီးတော့ကျွန်မတို့ထူထောင်ခဲ့ပါပါအာဂါဒကင်းစင်ရေးသဟဇာတာဖြစ်ရေးအမျိုးသားပြန်တဲ့ရင်ကြားစေရေးဒီလိုမူတွေပေါ်မှာအခြေခံပြီးတော့ကျမတို့စနစ်ကိုပြောင်းလဲမှာဖြစ်ပါတယ်။ဘယ်သူဘယ်သူကိုမှချိတ်ကြိုက်ချင်လို့မဟုတ်ပါဘူး။ ဘယ်လိုပဲဘယ်သူတွေကဘယ်လိုပဲကျမတို့အခုဘာတွေလုပ်နေလုပ်နေကျမတို့အလှည့်ကြလို့ရှိရင်ကျမတို့ကနေပြီးတော့ဒီလိုလုပ်ခဲ့တဲ့သူတွေပေါ်မှာဘယ်လောက်ကျမတို့သဘောထားကြီးနိုင်လဲဆိုတော့ကျမတို့ရဲ့တိတ်ခါဖြစ်ပါလေလို့ကျမတို့ယူဆပါတယ်။ဒါကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖြစ်မှာဘယ်သူမှစိုးရိမ်စရာမလိုပါဘူး။မတော်မတရားအခွင့်အရေးတွေတော့လက်လွတ်အောင်ပေါ့။ဒါပေမဲ့မမှန်ကန်ကန်အေးချမ်းချမ်းနေခြင်းတဲ့သူတွေကို ကျမတို့အာဂါရနဲ့ဘာမှလုံးမဖုတ်ပါဘူးအခွဲချုပ်ကနေပြီးတော့ဂလဲစားချေဖို့ဆိုတဲ့မူလည်းမရှိပါဘူးကျမတို့ပြည်သူတွေဈာမှာအလုံးတတ်နိုင်သမျှအေးချမ်းချမ်းညီညီညွတ်ညွတ်နဲ့နေသွားစေချင်တယ်အတိတ်ဆိုတာဟာကျမတို့သင်္ကန်းစာယူဖို့အတွက်ပဲဖြစ်ဖြစ်တယ်အတိတ်ဆိုတာဟာကျမတို့ချီနှောင်ထားဖို့မဟုတ်ဘူးကျမတို့ဒေါသတွေနဲ့အာဃာတတွေနဲ့ချီနှောင်ထားဖို့မဟုတ်ဘူးအတိတ်ဆိုတာဟာကျမတို့ဘာတွေမလုပ်တဲ့ဘူးလေ ကျမတို့ဘာရီကြောင့်လို့ဒီနိုင်ငံဟာနာခဲ့တယ်လဲ။နောက်ကျမတို့ပြည်သူတွေနဲ့ကျမတို့နိုင်ငံမနာအောင်လို့ဘာလုပ်ပြန်တယ်လဲဆိုတာတွေကိုသင်္ကန်းစာယူဖို့ဒါကျမတို့အတိတ်ကိုလေ့လာရမယ်အတိတ်ကိုသိရမယ်တမိုင်းကိုသိရမယ်မသိလို့မဖြစ်ဘူး။ဒါကြောင့်ကျမတို့ပြည်သူများဟာကိုယ့်ရဲ့နိုင်ငံရဲ့တမိုင်းကိုကိုယ်စိတ်ဝင်စားကြအောင်ကျမတို့လွတ်လပ်ရေးကာလလွတ်လပ်ရေးလှုပ်ရှားမှုတမိုင်းကိုပြန်ကြည့်လိုက်ရင်တော့မှအခုအချိန်လေးတွေအတွက်သင်ခန်းစာယူစရာကြီးအများကြီးရှိပါတယ် ကျွမ်းရရဲ့ပြည်သူတွေဟာညီညီညွတ်ညွတ်လွတ်တဲ့နေရာမှာတစ်ခါတစ်ခါအားနေတတ်တယ်။အားနေရဲ့ဆိုပြည်သူလူလူမဟုတ်ဘူး။အားနေရဲ့ဆိုနိုင်ငံရေးအဖွဲ့အစည်းတွေပါတီတွေကအားနေတတ်တာဖြစ်ပါတယ်။တချို့ကတော့ဟာသအနေနဲ့ပြောတယ်။ဟာသလဲဟာသပါဒါပေမဲ့ဝင်းနေကြဆိုလဲဝင်းနေကြပါ။ဘယ်လိုပြောလဲဆိုတော့ ဗမာနဲ့ရောက်တွေ့လို့ရှိလို့ရှင်ပါတီ၃ပါတီထောက်မယ်တဲ့။ဗမာလည်းဆိုတော့ကိုပါတီရဲ့သူ့ပါတီရဲ့ညွပောင်းရဲ့အားလုံးပေါင်းလိုက်တော့၃ပါတီဖြစ်သွားတယ်။ဒါတော့တပါတီမှလည်းစိတ်မချဘူး။ကိုပါတီကလည်းကိုအတွက်ပဲလုပ်တယ်၊သူ့ပါတီကလည်းသူ့အတွက်ပဲလုပ်တယ်။အဲ့တော့ဒီတယောက်ကညွပောင်းပေါင်းလိုက်တော့ကြာကြာလေးအတွင်းတိုင်းတိုင်နေတာပဲ။အဲ့တော့ဘာမှတကယ်ညီညွတ်မှုကိုမရသေးဘူး။ဒီလိုစိတ်ဓာတ်တွေကိုကျမတို့ကြော်လွှားရမယ်။ကျမတို့ဟာ သဘောထားကြည့်ရမယ်။နောက်ပြီးတော့ကျွန်တော်တခုပြောမယ်တော့တချို့အခုတိတ်တိတာတာပဲ။တချို့ပုံကိုဖွင့်စီးရတာလွတ်လပ်ရေးဒီရွေးကောက်ပွဲမှာရှုံးမအောင်အင်မတန်ကြောက်နေတယ်။ရှုံးမအောင်ကြောက်လို့လို့ညစ်ချင်တယ်လို့ညံ့နေကြတယ်။အဲ့ဒါမှမလို့တင်။ရှုံးမအောင်ကြောက်တယ်ဆိုတာကဒီမိုကရေစီသဘောထားကိုနားမလည်တာဖြစ်တယ်။ဒီမိုကရေစီနိုင်ငံကြီးတွေကိုကြည့်လိုက်ပါ။ အများကြီးလေပေါ့နော်အိန္ဒိယနိုင်ငံကျွန်တော်တို့နဲ့အိန္ဒိယချင်းဖြစ်တဲ့အိန္ဒိယနိုင်ငံတိတ်မဝဲတဲ့ဂျပန်နိုင်ငံနောက်ပြီးတော့ဥရောပနိုင်ငံတို့အာအမေရိကန်နိုင်ငံတို့ကြည့်လိုက်ပါအဲ့ဒီမှာဆိုလို့ရှိရင်တို့ရဲ့ဒီမိုကရေစီနိုင်ငံရေးသမိုင်းမှာပါတီအသီးသီးဟာဘယ်နှခါအစိုးရလဲခဲ့ကြဒီပါတီကဒီတစ်ခါမှရှုံးနောက်ပါတီကတက်အနောက်ရွက်တော့ပေါ်ကြတော့အရင်ရှုံးတဲ့ပါတီကပြန်ပြီးတော့နိုင်ဒီတော့ရှုံးတဲ့လူကလည်းဘာမှမကြောက်ပါဘူးဒါဒီမိုကရေစီရဲ့ချစ်စရာကောင်းတဲ့ ဟိုဟိုအကျင့်လေးအကျင့်လေးတစ်ခုပါကိုဒီတစ်ခါရှုံးလို့ရှိရင်လည်းကိုဘဝပြတ်သွားတော့မဟုတ်ဘူးအားလုံးတည်တယ်နောက်ပြတော့လေကိုကရှုံးသွားလို့လည်းနိုင်ငံရဲ့ပါတီကကိုပေါ်မှာဖိနှိပ်မှုတွေလုပ်မှာမဟုတ်ဘူးဒါအဲ့တော့စိတ်လုံးမျိုးလုံးလုံးချုပ်ချုပ်နေကဲဒီခါတော့ရှုံးပြီနောက်နိုင်နောက်နားနဲ့ကြတော့ငါတို့ငါတို့အလက်ဖြစ်အောင်ငါတို့လုံးမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့တည်တည်ငြိမ်ငြိမ်အိတ်ခါရှိရှိနဲ့နေကြတယ်သူတို့ညစ်ကြတဲ့ဒီမိုကရေစီနိုင်ငံတွေမှာဆိုလို့ရှိရင် ရှုံးတာနဲ့ရှုံးတဲ့ပါတီကရှုံးပါပြီဆိုတာကိုအဲ့ပါတီခေါင်းဆောင်ကနေပြီးတော့တယုံဝင်အသိမှပြူပါတယ်အသိမှပြူတယ်ဆိုတာဒါသူ့ပုံစံခါအတွက်ကျွန်တော်တို့ဒီခါရှုံးသွားပြီဒီအတွက်မျိုးအများကြီးဒီလိုဒီမိုကရေစီနိုင်ငံနေမှာဆိုရင်ခေါင်းဆောင်တွေကတာဝန်ယူရတယ်ခေါင်းဆောင်ဆိုတာခေါင်းဆောင်မဟုတ်ဘူးဆိုတာကောင်းသောသဘောပေါက်ရတယ်ကောင်းတော်နေရ ဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ပါတီရှုံးသွားပါပြီ။ဒါကြောင့်ကျွန်တော်တို့ထောက်ခံခဲ့တဲ့ပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ်။နိုင်သွားတဲ့ပါတီကိုလည်းဂုဏ်ပြုပါတယ်ဆိုပြီးတော့တိတ်ခါရှိရှိနဲ့အဲ့လိုလိုလုပ်ကြပါလိမ့်။လုပ်ပြီးတော့တချို့ပါတီဒါတချို့နိုင်ငံတွေမှာတော့ဒါတော့အစင်လာတနေရနဲ့တနေရမတူဘူးပေါ့နော်။ပါတီတစ်ခုအနေနဲ့ရွေးကောက်ပွဲမှာတိတ်ဆိုးဆိုးဝါးဝါးရှုံးသွားပြီဆိုရင်သူတို့ပါတီအတွင်းမှာပြန်ပြီးတော့လီလာကန်နေပါလေလုပ်ပြီးတော့စီစစ်ပြီးတော့အပြောင်းလဲရေလုပ်ချင်လုပ်ကြတယ်။ဒါပေမဲ့ အစိုးရဘက်ကဘာမှဓာတ်ရီဝင်မလျှောက်ဘူးဒါပါတီရင်းကိစ္စပဲပါတီရင်းကိစ္စမှာသူတို့ဟာတရားမျှတတာလွတ်တယ်ဆိုလို့ရှိရင်နိုင်သွားတဲ့ပါတီကလည်းဘာမှဝင်ပြီးရှုပ်ဆဲရမရှိဘူးနိုင်သွားတဲ့ပါတီကိုရှုပ်သွားတဲ့ပါတီကလည်းဘာမှကြောက်ဆဲရမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကဥပဒေအရဟိုနိုင်ငံရေးအရခဏလေးပဲအရှက်အနေနဲ့ထိုင်ပေးဖို့ပြောနေတယ်ဒီနားကလည်းအနေနဲ့ထိုင်ပေးလိုက်ပါ ြောနေရတယ်ဒီလိုဒီလိုကျမတို့ပြည်သူနဲ့စီဝေးပွဲတွေလုံတိုင်းလုံတိုင်းမှာအရှိရလူတွေကအနောက်ကလူတွေအတွက်စဉ်းစားကြပါဆိုတော့ခဏခဏကျမပြောရတယ်ဆလို့ရှိလို့ရှိရင်အနောက်ကလူတွေအတွက်စဉ်းစားတဲ့အနေအထားမရှိခဲ့တာအနည်း90လောက်ကျော်နေပြီ။အဲ့တော့အနောက်က ာဘူးဆိုတာလေဒီမှာနည်းနည်းပြောပြရအောင်ဘာလို့啊ဒီရိတ်ောက်ပွဲကိုနိုင်တာဟာပပန်ကာကာနဲ့နိုင်တယ်နေဆိုတာဟာစစ်မှန်တဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကိုကျွားလို့လို့ခြင်းလေပြည်သူကကြောက်လို့ကျွားတို့ထဲ့တယ်မဲဆိုတာကျွားတို့လုံးဝမလို့ခြင်းမဘူးလို့ကျွားပြောပြရအောင်နောက်ခုနဲ့ကျမတို့ကနေပြီးတော့ဝယ်ယူရတဲ့မဲတွေလည်းမလို့ခြင်းဘူးနော် နိုင်ဘူးဆိုလာလည်းမပေးနိုင်ဘူးကြက်ခလေးဝက်ခလေးလည်းမပေးနိုင်ဘူးပိုက်ဆံလည်းမပေးနိုင်ဘူးယောက်ျားဆိုကြတာဓမ္မတောင်မကျွေးနိုင်ပါဘူးလို့ပြောတာ။ဒါပေမဲ့ကျမတို့ကဒီကြာရေးလောက်ပြီးတော့မှပြည်သူရဲ့ထောက်ခံမှုမလိုချင်ဘူး။ပြည်သူဟာမိမိတို့ဘဝရဲ့ဘဝတွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအောက်မှာပေါ်ပြီးတော့လုံခြုံနေဆိုတော့ယုံလို့ ားလို့လိုချင်ပါလေလို့ပြောပြတာ။နောက်ပြောလေအဲ့ဒီအကြောက်တရားလေးနဲ့ပတ်သက်လို့လည်းကျမနည်းနည်းလေးတော့ဖော်ပြစေ။တိတ်မကြောက်ကြပါနဲ့။ကျမတို့ပြည်သူတွေဟာကြောက်တာဟာနှစ်ပေါင်း90ကျော်တော့အလေးအကျင့်ဖြစ်နေပါပြီ။မကြောက်ကြပါနဲ့။ကိုလုံးတဲ့လုံးထိုက်တာကိုရဲရဲနဲ့စွန့်စားပြီးတော့လုံးလိုက်ကြပါ။ဒီရွေးကောက်ပွဲမှာ ရဲရဲနဲ့ပတ်တိရှိရှိနဲ့လှုပ်ချင်းအဖြစ်နောင်မကြောက်ရတဲ့ဘဝကိုရောက်သွားမှာပါလို့ကျွန်တော်ပြောချင်ပါတယ်အခုအချိန်မှာတော့ကျွန်တော်ပြည်သူတွေပိဋကတ်တွေရှိရနေပြီးတော့မိကုန်းနေဖိတ်ခေါ်ဖို့အချိန်ရောက်ပါပြီ